်မင်္ဂလာပါမင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေပိုင်းကိုမျက်နှာပြိုင်ပိုင်ရဲ့အတန်ကြလို့အားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့ကနှစ်ဆန်းတရနေ့မိုးတော်ချုပ်သွားပါပြီဗျာကျွန်တော်အခုမှပြန်ရောက်ပါတယ်အဲမနေ့ကဆိုကျွန်တော်အလူတွေလှုပ်သွားပါတယ်နော်အဲ့ဒါခွန်တဲ့သားသမီးတွေကျွန်တော်လူကိုင်းသားလေးရဲ့ပတ်စံလေးလည်းရှိတယ်ကျွန်တော်မိုးလေးရလာရှိတယ်အဲဒီမိုးရဘက်ကအနီဆိုလို့ကျွန်မဘိုးပိတာရှိတယ်အဲ့မိုးဘိုးပိတာအလဘောက်စုပေါ့ကျွန်တော်လှူဒန်းလိုက်တာရှိတယ်အဲ့ဒါကိုကုသိုလ်ကောင်းအများကြီးကျွန်တော်လည်းထပ်ပြီးကျွန်တော်ညီကောင်မလေးအားလုံးရကြပါသေးဗျာ ဒီနေ့စီရေးအကြောင်းအရာလေးတော့နည်းနည်းပြောမယ်နော်စီရေးအကြောင်းအရာလေးနဲ့နိုင်ငံရေးအကြောင်းအရာလေးပြောမယ်နိုင်ငံရေးစီရေးအကြောင်းအရာပြောမယ်ဆိုလို့ကျွန်တော်ကျွန်တော်ဒီပြီးခဲ့တဲ့ရက်ကဟာလေးကိုကျွန်တော်လုံးဝမပြောဥစ္စာပါပဲအားလုံးလည်းသိပြီးသားဖြစ်မယ်တစဲတို့ဒါဟာလာနောက်ကဒါအင်းတော်ဘက်တို့ဒါတောက်လျှောက်တောက်လျှောက်အဲဒါလေးကကျွန်တော်တို့ပေးလိုက်ပြန်ယူလိုက်ဆိုတာကအဲ့ဒါမှလည်းကျွန်တော်တို့ရေရှည်ကြာမှလေး9နှစ်လောက်ကြာမှပြီတခါတည်းကိုကလည်းမပေးဘူးတခါတည်းအကုန်လိုက်ယူနေမှဆိုဒီလောက်9နှစ်ကြီးဘယ်လိုလုပ်ကြမလဲတနေ့ထဲနဲ့ပြတ်သွားမှကိစ္စကိုနော် အခုကျွန်တော်ငါးနှစ်ကြာတာလေထုံသိလက်ကောင်ဒါမျိုးလေးပေါ့ပေးလိုက်ယူလိုက်ပေးလိုက်ယူလိုက်ချက်လိုက်နဲ့ဒါတရားတော့နိုင်ငံရေးကစားကွက်နဲ့ဒါစီရေးကစားကွက်လေးမလို့တဲ့တိတ်ခေါင်းနဲ့ထည့်ဆောင်လို့တိုင်းကြီးမှာတမ်းလို့ပြစီသွားစရာအကြောင်းမရှိဘူးတမ်းလို့ကြီးကဆုတ်ပြတ်တက်သွားစရာအကြောင်းမရှိဘူးအခုတိုက်နေတယ်ဆိုတာလေဒီ A ဘက်ကတိုက်နေဆိုတာ A တပေါင်းလောက်တင်လုံးကတမ်းလို့တယောက်နဲ့အောင်လောက်သေးတာ၄50ရောက်လောက်သေးတာဒါမျိုးရှိတယ် AI တင်းတောင်းတဲ့ချီတောင်းကြီးပိုင်းလောက်တင်မှာတက်မတော်သားတွေထောက်ကနန်းလောက်အဖန်ခံတာရှိတယ်ဒါမျိုးလည်းရှိတယ်။နောက်အင်းတော်ပဲဖြစ်သွားတဲ့ခစ်ဆိုလို့ကျွန်တော်ရှင်အဲဒါထားလိုက်ဟုတ်လား ပြီးသွားတော့မှအတကောပြန်လိုက်ချာဒီလိုပဲပေးလိုက်ယူလိုက်ပြီးလိုက်ယူလိုက်နဲ့ပဲဒီလိုပဲဆွဲဆန့်နေကြတာပဲဟုတ်တယ်ဒီဘက်သွားလိုက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 ်ပြီးတော့ပါပဲအဲ့ဒါအချိန်က၅နှစ်သွားဆိုအော်တိုဖြစ်သွားရောဟုတ်တယ်မှာအေးဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တစ်ချက်စဉ်းစားမှာကဝတ္တဝိနည်းမဲအောင်လိုင်းကအဲ၅နှစ်ကတော့သူကအုတ်ထုတ်တာပြီးသွားပြီအဲဟုတ်တယ်နော်သူ၅နှစ်အုတ်ထုတ်တာပြီးသွားပြီသို့တော်လည်းပဲနောက်တက်လာမယ့်အစိုးရကပဲသူကရွေးချယ်သွားမှလားဆိုတဲ့ဘက်မှာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ပြီးတော့ကြည့်ရမှာရှိတယ် နောင်တက်လာမယ့်အဆူရောက်တော့ဒီစင်ရေးကိုသူတခါတည်းအပြက်ဖြက်ဖြက်ခဲလို့ရှိရင်နောင်တက်လာမယ့်အဆူရောက်သူစောင့်ကြည့်ရမလို့ဘူးသူဆွဲခေါ်မယ့်အဆူရောက်မှရှိဘူးဒါဆိုပြည်သူလူထုအတွက်တကယ်ဖြစ်ပေါ်လာမယ့်အဆူရတရက်ကိုသူထားခဲ့တာမျိုးဖြစ်မယ်တကယ်လို့သူဒီစင်ရေးကိုသူဒီလိုတန်းတန်းရွယ်ထားခဲ့မှဆိုနောင်တက်လာမယ့်အဆူရောက်ကိုဒါသူဆွဲခေါ်သွားတာဖြစ်တယ်ဘာလို့လဲဆိုစီးရင်းနားလဲလူကသူတက်တော့မှာလေပြည်သူတွေကလည်းစီးရင်းနားလဲတဲ့သူကိုပဲဒါပတ်မှုပြီးတော့မယ်ဟဲ့ဟုတ်တယ်မှာဘာဖြစ်လို့တန်းငင်းတာဟုတ် တမနာကဝယ်ဥစည်းတို့ယူအားမရဘူးဟာလားဒါတမနာအနေနဲ့ဒါညွန်ကြားဖို့ဘာညာလုံးနိုင်တဲ့စီရင်ဘိုင်းကိုကျွမ်းကျင်တဲ့သူဆိုညွန်ကြားတဲ့ဆွဲခေါ်တော့မယ်ဆိုလို့ချင်းအဲစီရင်နဲ့ပတ်သက်တဲ့တမနာရဲ့ဟိုတမနာသားအဟောင်းနေပေါ့ဗျာအဲအိုက်သားနဲ့ဖွဲ့စည်းထားတဲ့ဟိုနေ့နေ့ပါတီတွေကတော့ဒါသူတို့ဆွဲခေါ်သွားမယ်အနေထားမျိုးရှိတာပေါ့ဒါကျွန်တော်ကျွန်တော်ရဲ့တုံ့သက်ချက်ပြောတော့အဲ့လိုမှမဟုတ်လို့ဗိုလ်ချုပ်မင်းကြီးမင်းအောင်နိုင်ကအဲသူ့ရဲ့တာဝန်သူဂျေမွန်စွာနဲ့ပဲတိုင်းပြည်သူငါးနေ့ဒါသူဟို ။ဦးနေဖြစ်တယ်ဗောဗျာ။ကဲဒါလည်းလူလိုက်ကြည့်တဲ့ကိစ္စဟုတ်လား။အဲ့တော့ငါးနေစာအချိန်ကလည်းပြည့်စုံကုံဆုံးသွားပြီလိုက်တယ်မှာသူတောင်းဖို့သူအပီးပြက်ဒါသူလှုပ်ဆောင်သွားတယ်ဆိုလို့ရှင်တော့ဒါကကျွန်တော်အနေနဲ့ဒါကျွန်တော်တို့နိုင်ငံရေး အနေထားရကျွန်တော်သုံးသပ်တယ်ကြီးရှုတဲ့အနေထားကိုကြည့်မှဆိုလို့ကျေဒါရေရွရှင်ရှင်လေးပဲဒါမြည်သည့်ပါတီကိုမဆိုသူကတက်လာပါစေပြည်သူလူလူလက်ခံတဲ့ပါတီဖြစ်ရဖို့တသူလိုအပ်တယ်လို့ဒါကျွန်တော်သုံးသပ်လို့ရအဲ့လိုမှမဟုတ်ဘဲစည်ရေးကိုတန်းလိုက်ထားခဲ့မယ်ဆိုလို့ရှင်တော့ဒါဒီလိုသုံးသပ်လို့မရဘူးသူစည်ရေးကျွမ်းကျင်တဲ့ပါတီတက်လာအောင်လို့သူဆွဲခေါ်ဖို့အတွက်ထားထားခဲ့တာပဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်တာရှိတယ်နော်အဲ့ဒါစေးနဲ့နိုင်ငံကြီးလေးကိုကျွန်တော်ရှင်းပြတာအချိန်ဒီဆွဲစမ်းနေဆိုသူဘက်ကနိုင်လိုက်ကိုဘက်ကနိုင်လိုက်ကြောင့်တောက်တော့ကရှုံးစရာအကြောင်းမရှိဆိုတာသိပြီးသား 当我收到你下来，别你阿妈咪收奶奶，哦带来原来，看他回来一张，看他回来变化花来似的。拿手给嘛万，拿手给啥？奶奶奶奶嘞不要到哪里去死的。喏，哎，这拿手给的？奶奶小微怎么都啊？他初下的家候是地话头来，没表达没有死的、mm。喏，地点没表达死的。哎，这里嘛怎么不不叫嘛？怎么多啊？没有把咱打到哪奶带你一家布都漏的。 နော်အဲအဲ့အတွက်ကျွန်တော်ကဘယ်သူမှကျွန်တော်ဆဲတာဆိုတာမရှိဘူးခင်ဗျားတို့ကတခုရှိတယ်ဟလာဒီကျွန်တော်တို့တစ်ဖက်တော်လိုင်းရေးဘက်မှာရှိတယ်ဗျတော်လိုင်းရေးဘက်လို့တော့မပြောပါဘူးတစ်ဖက်သောဆိုင်မှာအဖွဲ့ကြီးတွေလည်းရှိမယ်ရှိကောင်းရှိမယ်အဲသူတို့ကဆဲတာသူရဲကောင်းဆိုဆဲတဲ့သူတို့ရဲ့ယူဆချက်ပဲနော်ကျွန်တော်ဘက်ကယင်ကြီးတာကကျွန်တော်တို့အတွက်ကတန်ဖို့ရှိတယ်ဆိုယင်ကြီးဖို့အတွက်ကကျွန်တော်တို့လောက်ရမှာပဲရှိတယ်ကျွန်တော်တို့ကဘတ်မတူဘဲလဲကျွန်တော်တို့ကဒီလိုမျိုးချိန်ကြီးကြမလို့ မယိုင်းတော့ကျွန်တော်တို့လက်မမယိုင်းသူများ၁၀တိုင်းကျွန်တော်တို့က၁၀စံမလို့ဘူးဒါကျွန်တော်တို့ကသူများအပေါ်မှာကကျွန်တော်တို့ကမြင်တာတရားနဲ့သွားမယ်အနေထားရှိတယ်နော်အဲ့တော့အဲအဓိကပြောချင်လို့ရှင်တော့ဒီဟိုနေ့တော့တခိုးတခိုးအားပေးလိုက်မယ်၁၀တဲ့လူကို၁၀တဲ့လူပဲအားပေးလိုက်မယ်ဟုတ်လားအဲဒီလိုထမိန်တန်လန်းနဲ့တော်လန်ရေးဆိုလို့ရထမိန်တန်လန်းတဲ့သူတွေအားပေးလိုက်မယ်ဒါဒါရှင်းနေတယ်သူအကြိုက်တဲ့သူလောက်ကြလိုက်မယ်အဲ့ဒီတော့ကျွန်တော်တို့ကရှင်းပြောလို့ကျတဖက်တူကောင်းတယ်မကောင်းဘူးမပြောဒါမှကျွန်တော်တို့ ဒီတက်မလော်ဘက်ကကျွန်တော်တို့ပြန်ပြောတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကတော့ဟိုမှန်မှန်ကန်ကန်ဖိနေမှာထောက်ခံတယ်နိုင်ငံတော်ကိုထောက်ခံတယ်တက်မလော်အဖွဲ့အစည်းကိုထောက်ခံတယ်တက်မလော်အဖွဲ့အစည်းမရှိနိုင်ငံတော်ပြည်စည်းသွားနိုင်တယ်ဒီလိုပဲအခုလိုမျိုးပဲစစ်အုပ်ချုပ်ရေးတွေပဲအကုန်ဖြစ်ကုန်ပါနော်မြန်မာနိုင်ငံမှာလည်းစစ်အုပ်ချုပ်ဒီအစဒီစစ်အုပ်ချုပ်ရေးရန်နဲ့လဲပတ်နေတဲ့နေရာအခုချိန်ဒီ9နှစ်ချိန်ဒီရန်ကုန်မှာဆိုတော့စစ်အုပ်ချုပ်တွေရှိတယ်တော့မှာ9နှစ်ကြာနေပြီတချို့နေရာတွေဆိုတာစစ်အုပ်ချုပ်ရေးကကျွန်တော်ဖြုတ်သိနေပြီ ဟုတ်တယ်မလားမဲလဲရွေးကောက်ပွဲစတာမှာဆေးအုပ်ချုပ်ရေးမဟုတ်တော့မနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အနေထားမျိုးလေးပဲဒါပြန်ပြီးတော့လုံးတင်တာမျိုးရှိတယ်အခုကဆေးအုပ်ချုပ်ရေးဆိုတော့နေရာတိုင်းမှာလည်းအကုန်လုံး A ဘက်ကလည်း A ရစစ်တပ်နဲ့အုပ်ချုပ်နေတယ်ကချင်နဲ့ကချင်ဘက်ကစစ်တပ်နဲ့အုပ်ချုပ်နေတယ်ဟိုပလောင်နဲ့ပလောင်ဒေသကိုပလောင်စစ်တပ်ကအုပ်ချုပ်နေတယ်အစိုးရရန်နေရာတွေနဲ့ဒါဘာမှမရှိဘဲနဲ့ဒီလိုမျိုးတွေဖြစ်တာကြီးအဲ့တော့စစ်အုပ်ချုပ်ရေးဆိုတာက ဒါကျွန်တော်တို့ကဒီရန်ကုန်တို့ဘာတချို့ရှိနေတဲ့နေရာလေးတွေကိုဒါဆဲဟုတ်ချုပ်ရေးဟိုတနာရီပဲဖြစ်နှစ်နာရီပဲဖြစ်သူထိမ့်သိမ်းတာဆိုရင်အခြားဒါလေးတွေကတော့ကျွန်တော်တို့ကတော့ဒီအချိန်ဒီကာလမှာဆဲဟုတ်ချုပ်ရေးရတော့ဖြုတ်ပေးတယ်မှာရှလောဥတွေကတော့ဖြုတ်ပေးတဲ့နယ်လို့တော့ယူဆတာပဲเนาะအဲ့တော့အဲ့စိဟိုဥပဒေတွေနဲ့ပတ်သက်နေတဲ့ခါကျတော့တစ်ဖက်အိုနေမှလည်းဟိုစစ်ကောင်စီစစ်ကောင်စီစစ်ဆိုရစစ်ဆိုရစစ်မာရှယ်လောပါညာဒါတွေပဲဖြစ်နေဒီဟာတွေကိုကျွန်တော်ဖြုတ်ထုတ်လိုက်မယ်ဆိုသူတို့ရဲ့ထုံထုံသုံးဆမှုလည်းကျွန်တော်ဘက်ကယော့သွားမယ်အဲ့ ာလားအဲအဲ့ဒါလေးတော့ရှိတယ်အခုဟိုသူတလူငါတမဲလုံနေတဲ့စစ်ဖို့တွေဖြစ်နေတဲ့ဟာကြီးလဲကျွန်တော်တို့ဒါသူတို့ရဲ့ထောက်ပြချက်မရှိတော့ဘူးဖြစ်မယ်နိုင်ငံကြီးကအရန်ကျေပြန့်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကနိုင်ငံကြီးကျေပြန့်နိုင်ယူဆက်လိုက်နေမှာဆိုလို့ချင်းကျွန်တော်တို့ကစီရေးစစ်ပေါင်းနဲ့တအားကျဲသွားလိမ့်မယ်အဲ့တော့စစ်ပေါင်းကိုကျွန်တော်တို့ကျင်းဖို့အတွက်ကနိုင်ငံကြီးဟိုပြန်ကျင်းမှရမှာအဲ့တော့ကျွန်တော်နိုင်ငံထဲမှာဒီမာရှယ်လော်တွေထုတ်ထားတဲ့နေရာတချို့နေရာတွေကတော့လိုအပ်လို့ထားတဲ့နေရာတွေကတော့ကျွန်တော် စစ်ပွဲတိုက်နေတဲ့နေရာတွေကတော့မပြောစစ်ပွဲမရှိတဲ့နေရာတွေမှာဆိုရင်အေးတနက်ဖြစ်အောင်ပြန်နေပြီးတော့လှုပ်ဆောင်သားပြီးလို့ရှိရင်ဒါမမီတို့နေရာမမီတို့ရက်ွက်ဒီမှာချက်လုံးမဟုတ်တဲ့အတွက်စစ်အုပ်ချုပ်ရေးမဟုတ်တဲ့အတွက်ဒါဘာပဲပြောပြောကျွန်တော်တို့ဟိုစစ်အုပ်ချုပ်ရေးလက်အောက်မှာစစ်ဟိုနေအောက်မှာနေနေရတယ်လို့ဒါတတ်မှတ်ဆရာအကြောင်းမရှိတော့ဘူးပေါ့နော်နမောဇောနဲ့ကျွန်တော်တို့လည်းအခုမှချက်လောတွေရှိတဲ့နေရာမှာနေနေရတဲ့အတွက်ဒါဆဲအုပ်ချုပ်ရေးအောက်မှာကျွန်တော်တို့လည်းနေနေရတာပဲဖြစ်တာပဲအဲ့တော့ဆဲအုပ်ချုပ်ရေးကြောင့် ပြောနေတာတော့မဟုတ်ဘူးအဲ့ဒီစေအုပ်ချုပ်ရေးကိုဗန်းပြပြီးတော့မှကျွန်တော်တို့တိုက်ပွဲတွေပေါ်ဆောင်နေတာဖြစ်တာကိုပြောတာအဲ့တော့ဒီဘက်ကဒါတချို့ကလေးတွေလျှော်လိုက်တယ်ဆိုသူတို့တိုက်ပွဲပေါ်ဆောင်နေတဲ့နေရာကြီးမှာလဲကျွန်တော်ဘက်ကတပန်းတာလိမ့်မယ်လို့ကျွန်တော်တို့ကယူဆလို့ရတယ်နော်ဒါလိုအပ်တဲ့အချိန်မှာကျွန်တော်တို့ကစေအုပ်ချုပ်ရေးထုတ်သုံးပြီးတော့ဒါမလိုအပ်တော့တဲ့နေရာကြီးကြလို့ချင်းဒါဖြုတ်သိမ်းပေးလိုက်တာလဲဒါတစ်ဖက်လူကိုကျွန်တော်တို့က နိုင်ခွက်တစ်ခွက်လိုပဲပြောလို့ရမယ်အခုကျွန်တော်တို့ A တို့ဘာညာအခုတိုက်နေမနှက်ပြန်ကစပြီးတော့ကျွန်တော်ဒါစီရေးအကြောင်းအရာတွေကိုကျွန်တော်ပြောပြမှာဖြစ်တယ်เนาะအဲပြောပြမဲ့နေရာမှာလဲအဲရှင်းရှင်းပြောလို့ရှင်လို့ချင်းကျွန်တော်တို့ရဲ့တိုင်းပြည်ကျွန်တော်တို့နိုင်ငံကျွန်တော်အမျိုးပါသာသာသနာကျွန်တော်လူမျိုးတွေအားလုံးအေးအေးချမ်းချမ်းနေစေခြင်းနဲ့ဆန္ဒတစ်ခုတည်းနဲ့ကျွန်တော်ပြောပြမှာဖြစ်တယ်เนาะအဲကျန်တဲ့ဟာတော့ကျွန်တော်ကတော့ဘသူနိုင်စေဘသူသားစေဘသူတူးသားစေတူးသားစေမရှိဘူး ဒုသားတွေဒုသားတွေမြေကြီးတိုင်းပြည်နေကြမှုတိုင်းပြည်တရားဝါပြောဖို့အတွက်ကိုကျွန်တော်ပြောပြနေရမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနေတိုင်းလိုလိုစာဖတ်တယ်နေတိုင်းလိုလိုကျွန်တော်တို့ဒါနိုင်ငံရေးပိုင်းနေကျွန်တော်စိတ်ဝင်စားတဲ့အတွက်အမြင်နဲ့လိုလိုကျွန်တော်ဒီဥရိပောင်နဲ့ပတ်သက်တဲ့စာအုပ်တွေလည်းကျွန်တော်နေတိုင်းလိုလိုဖတ်ရှုနေရတာရှိတယ်။နော်အဲ့တော့အဲ့ဒါလေးတွေကျွန်တော်တို့ကပြန်ပြီးတော့မျှဝေပေးမှာဖြစ်တယ်။နော်အဲ့အဲ့လေးပြောခြင်းနဲ့မနက်ပြန်စာပြီးတော့ကျွန်တော်ဒီစီရေးအကြောင်းအရာလေးတွေကိုကျွန်တော်တော်တော်များများပြောပြပေးပါမယ်ဗျာ။အဲအားလုံးကျမ်းမာပါစေပျော်ရွှင်ပါစေ။ဒီနေ့ကတော့စကားအများကြီးတိတ်မှကျွန်တော်နော်။အဲ စီရေးအကြောင်းအရာတွေကိုတော့အဲသိကျင်နေအဲဆိုလို့ရှိရင်မဖြစ်ဖြစ်တော့ဒါကျွန်တော်တို့ပြောလို့ဘဏ္ဍာမှာဘလို့ရှိတယ်ဘဏ္ဍာမှာဘလို့ဆက်ပါသားဒါပြောလို့တစ်ဖက်လူတွေနင်းနာသွားတယ်ဆိုရင်ဒါလည်းကျွန်တော်ကတိုင်းပြည်အတွက်ဒါဟိုတိုင်းပြည်အတွက်တိုင်းပြည်အေဂျင့်မို့နော်တိုင်းပြည်တော်မှာရှိတဲ့ပြည်သူလူထုတွေကစစ်ဘေးရတစ်မျိုးဟာလားငလျင်ဘေးရတစ်မျိုးအာအခုမိုးရေရွာပါရွာအကုန်လုံးဘေးပေါင်းစုံနဲ့ရင်ဆိုင်နေရတာဒီအမြန်ဆုံးအေးချမ်းစီကျွန်တော်ဒါကျွန်တော်ဆက်လက်ပြီးတော့လှုပ်ဆောင် ုံမှဖြစ်တယ်လို့လှုပ်ဆောင်ပေးမှလည်းဖြစ်တယ်လို့လှုပ်ဆောင်အောင်မှလည်းဖြစ်တယ်လို့တိုင်းပြည်အတွက်တထောင်တနေရနေပေါ်မှာဘိုင်ရဲကအဲအားလုံးကိုစိတ်ချမ်းသာအောင်ကလည်းတပိုင်းနော် တိုင်းပြည်ရဲ့တာဝန်ပေါ့ဗျာကျွန်တော်ကလည်းမြန်မာနိုင်ငံသားဆိုမြန်မာနိုင်ငံသားတယောက်ရဲ့တာဝန်လည်းခြေပြောင်းထားဆောင်ကျင်တာတပိုင်းနဲ့မလို့အဲမနက်ဖြန်စားပြီးအားလုံးကိုနေတိုင်းကြောင်းရလေးတွေစီအေးကြောင်းရလေးပြောပြမယ်လို့ပြောချင်ပါတယ်ဗျာအားလုံးကြောင်းပါစေချမ်းသာပါစေနော်လူရလေးအားလုံးပြည့်ပါစေဗျာ